အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်ပြည်ခိုင်ဖြိုးမဲဆွယ်ပွဲသို့ဒေသခံများတက်ရောက်ရန်အုပ်ကြီးတို့ဖိအားပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်မြို့ပြည်ခိုင်ဖြိုးပါတီမဲဆွယ်ပွဲများသို့ဒေသခံများတက်ရောက်ရန်ရက်ွက်အုပ်ချုပ်ရေးမှူးများကဖိအားပေးနေကြောင်းသိရပါတယ်။အော်တိုဘလ28ရက်နေ့မှစတင်ကတရားမဝင်ရွေးကောက်ပွဲအတွက်မဲဆွယ်ခွင့်ပြုပြီးနောက်ရန်ကုန်တွင်ပြည်ခိုင်ဖြိုးနှင့် PPP ပါတီတို့က မြေပြင်ဆင်း၍မဲဆွယ်ရ၌ဘေးတွင်မောင်းသူစိုက်ကားနေသူစသည့်အခြေခံလက်လုံလက်စာတမားများကိုဝင်းရံခါအဖြစ်ချက်တောင်းခွဲမှ3000အထိပေးမည်ဟုဆိုကခေါ်ယူခဲ့သလိုပါကေတတောင်တကုံနဲ့မြောက်ဥက္ကလာတို့တွင်ရက်ွက်အုပ်ချုပ်ရေးမှုတို့ကဖြီခိုင်ဖြိုးမဲဆွယ်ခွဲတည်ရန်ဖီအားပေးနေကြောင်းရန်ကုန်စကောက်နဝတ်ထံကသိရပါတယ်။ပါကေတမြို့နယ်ရက်ွက်တော်တော်များများရဲ့အုပ်ကြီးတွေကရက်ွက်နေသူတွေကိုမဲဆွယ်ခွဲတွေလိုက်တက်ရမယ်ဆိုပြီးဖီအားပေးနေတာတွေရှိတယ်လို့သိရပါတယ်။ တောင်တကုံမြို့နယ်ဆက်ရှိရွက်ကမှဗီရဲသမားတွေကိုမဲဆွဲပွဲတွေမလိုက်မနေရဆိုပြီးလိုက်ခိုင်းနေ။မြောက်ဥကလာမြို့နယ်ကရက်ွက်မှာလည်းဗီရဲသမားတွေကိုကွဲလာဖို့ဖိအားပေးတာတွေသိရပါတယ်ဟုရန်ကုန်စကောက်နဝက်မှာတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာ3ရက်ကနေ9ရက်အတွင်းပြုလုပ်တဲ့ပြည်ခိုင်ဖြိုးမဲဆွဲပွဲများ၌အုပ်ကြီးတို့ကအထက်ပါအတိုင်းဖိအားပေးခြင်းဖြစ်ပြီးဗီရဲသမားများအောက်ဝင်းရံခါအဖြစ်ပတ်စံပေးမပေးမသိကြောင်း၎င်းကဆိုပါတယ်။ ကြာတိရတဲ့လောက်တာကေတမှာကြတော့ဘေးတွဲတွေကိုခေါ်တော့ကပတ်စံပေးမယ်ဆိုပြီးခေါ်တာဒါပေမဲ့တချို့အမတ်လောင်းတွေကပေးတယ်ဂျန်ချတဲ့အမတ်လောင်းကြတော့မပေးဘူးရတာကနေပြီးမရတာများတယ်လို့ဘေးတွဲတွေပြောလို့သိရတာဟုတာကေတမျိုးနဲ့အနော်မာတရက်ွက်နေအိမ်အောင်ရှင်မတအူးကပြောပါတယ်ဘေးတွဲရင်မောင်းများမောင်းနေခွင့်ကိုစစ်ကော်မရှင်အုပ်ချုပ်ရေးပိုင်းကအချိန်မရွေးပိတ်ပင်၍ရကြောင်းတာကေတမျိုးနဲ့တွင်ရှိအုပ်ချုပ်ရေးမှုတချို့ကချိန်ချောက်ပြီးမဲဆွယ်ပွဲလိုက်ရန်ခေါ်ယူနေကြောင်းသိရပါတယ် တရားမဝင်ပါတီတို့၏မြေပြင်ဆင်းမဲဆွယ်မှုကိုပြည်သူများကလုံးဝစိတ်ဝင်စားကြကြောင်းလည်း၎င်းကဆိုပါတယ်။ဆက်လက်ပြီးဘဝတအောင်မွန်လူငယ်များကစစ်တပ်ပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲကိုလုံးဝစန့်ကျင်ကန့်ကွက်မှုကြီးညာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရာဇဝတ်မှုများကျူးလွန်နေတဲ့အကြမ်းဖက်စစ်ကော်မရှင်ကနိုင်ငံတော်တည်ငြိမ်ရေးအကြောင်းပြကဒီဇင်ဘာလ28ရက်နေ့တွင်အတူရောင်ရွေးကောက်ပွဲကျင်းပရန်စီစဉ်နေမှုကိုလုံးဝဆန့်ကျင်ကန့်ကွက်ကြောင်းဝတ်တအောင်မွန်လူငယ်များကပူးပေါင်းပြီးကြေညာချက်ထုတ်ပြန်လိုက်ပါတယ် စစ်တပ်ကသမိုင်းတလျှောက်ပြုလုပ်ခဲ့သောရွေးကောက်ပွဲတိုင်းသည်၎င်းတို့၏အာဏာတည်မြဲရေးနှင့်တရားဝင်ဖြစ်အောင်ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက်တိုင်းဒေသအင်အားစုများအခြေခံကြောင့်စီလုံးညီညွတ်မှုပြပြစေရေးတွေးခွဲရေးနှင့်နိုင်ငံတကာအတိုင်းဝိုင်းကိုလှည့်စားကာတရားဝင်ရရှိရေးအတွက်သာရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်းအကြံဖက်စစ်ကော်မရှင်ကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲသည်၎င်းတို့ကျူးလွန်ခဲ့သည့်စစ်ရာဇဝတ်မှုများအလုံးရှောင်ရှားရန်နှင့်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်အသက်သွင်းရန်ရည်ရွယ်ထားပြီး မိမိတို့လိုလားတဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးနဲ့လုံးဝဆန့်ကျင်နေတော့ကြောင်းမွန်ခမအုပ်စုဘွားတအောင်မွန်လူငယ်များအနေဖြင့်လုံးဝဆန့်ကျင်ကန့်ကွက်ကြောင်းလူငယ်အဖွဲ့များကကြေညာပါတယ်။ထို့ကြောင့်ပြည်တွင်းပြည်ပရှိနိုင်ငံရေးပါတီများတိုင်းဒေသနဲ့ကိုင်အဖွဲ့အစည်းများအရက်ဖက်အဖွဲ့အစည်းများနဲ့နိုင်ငံရေးသမားများအလုံးအကြံဖတ်စစ်ကော်မရှင်ကျင်းပမယ့်အထူးရောင်ရွေးကောက်ပွဲကိုဝင်ရံခြင်းပါဝင်ခြင်းမပြုလုပ်ကြရနှင့်ထို့သောမဟုတ်ပေဝင်းရံပါဝင်ပါက2008ဖွဲ့စည်းပုံအခြေခံဥပဒေအားဖျက်သိမ်းထားသည့် ပြည်သူတော်လှန်ရေးဤဟီမန်ချက်နှင့်စစ်မှန်သော Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးမျှော်မှန်းချက်ကိုစန့်ကျင်ရရောက်ကြောင်းလည်းလူငယ်ဖွဲ့များကသတိပေးထားပါတယ်။ထို့ပြင်တရုတ်အစိုးရပါဝင်နိုင်ငံတကာအစိုးရများနိုင်ငံတကာအဖွဲ့အစည်းများနှင့်ပြည်ပနိုင်ငံမှအိန္ဒိချင်းရင်းနှီးမြှုပ်နှံသူအလုံးသည်အကြံဖက်စစ်ကော်မရှင်မှကျင်းပမဲ့ရွေးကောက်ပွဲအားမိပညာအရပံ့ပိုးကူညီခြင်းစောင့်ကြည့်လေ့လာခြင်းပူးပေါင်းပါဝင်ခြင်းအတိမတ်ပြုခြင်းအပါအဝင် အခြားသောနိုင်ငံရေးစီးပွားရေးတန်ထမတ်ရေးအရာဗန်ပိုးဆောင်ရွက်မှုများမလုပ်ဆောင်ကြရင်လေဝါတအောင်မော်လူငယ်များကတိုက်တွန်းထားပါတယ်။နိုင်ငံတကာအနေဖြင့်အကြံဖက်စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ပြည်သူလှုပ်ရှားမှုများပြည်သူကိုကိုစားပြုသည့်တော်လှန်ရေးအစုအဖွဲ့များကိုအတိမတ်ပြုပြီးပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ပေးရန်တောင်းဆိုကြောင်းထုတ်ပြန်ချက်တွင်ပါရှိပါတယ်။ထို့ပြင်အတိတ်သမိုင်းကိုသင်ခန်းစာယူကလက်ရှိတော်လှန်ရေးအင်အားစုများအကောင့်ထဲပေါ်ဆောင်ရွက်နေသည့်ပြည်내အကောင့်ရေးမှပြည်တော်စုအကောင့်ရင် Fordon at Federalism ရှင်းကပ်မှုအခြေခံမှုကိုလက်ကင်ထားပြီးကိုပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသည့် Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးရှီမန်ချက်အောက်တွင်ဝါတအောင်မွန်လူငယ်များစီလုံးညီညွတ်ကအကြံဖက်စစ်တပ်အာဏာသက်ဆိုးရှေ့စဉ်ညီတိလုံရမျိုးကိုမဆိုစံကျင်တော်လှန်သွားမည်ဖြစ်ကြောင်းလူငယ်အဖွဲ့များကကတိပြုထားပါသည်။ကျမတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။